မင်္ဂလာပြောပြောမင်္ဂလာပြောလောင်းစီသူမင်းရွှေကြီးကိုတွက်ပါတော့သူပြောတဲ့စကားဘာဖြစ်လို့ရိုက်ဖြစ်တာပြောမလဲအဲဘောဒန်ဇက်ကတော့ကျွန်တော်ကပေါ့ဒီဟိုပေါ့2019လောက်တည်းကကျွန်တော်ရိုက်ဖို့စဉ်းစားခဲ့တဲ့ဇာတ်လမ်းပေါ့လေနောက်အခုကျွန်တော်ကိုဗစ်တွေပါရပြီးပေါ့ပြန်ရိုက်မယ်ဆိုတော့ဒါရွှေနေရီရွှေရီနဲ့ရိုက်ဖို့ဖြစ်လာရပေါ့ အဲဒီတော့ကျွန်တော်အဲ့မှာရှင်နရီရွှေင်းနဲ့ဟိုဒါနှောင်းနဲ့ဖြောတဲ့နှစ်ကားရိုက်ရိုက်ဖို့စီစဉ်ခဲ့ရပေါ့နော်အဲ့တော့ဒီဖြောတဲ့ကကျွန်တော်ဒီ2019လောက်မှာတွေကအဲ့ဒီတော့ကဒီ online ကနေပြီးတော့ဒီဖြောတဲ့သချင်းလေးကိုဖြောသချင်းလေးကိုကြားပြီးတဲ့အချိန်မှာကျွန်တော်ဒီအလှူနဲ့ပတ်သက်တဲ့စတဲ့ခုတော့ရရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်မှရှိခဲ့တဲ့အရင်ဇလန်းနဲ့ကျွန်တော်တို့အလှူနဲ့ပြီးတော့မြန်မာဆိုင်းယူကနောက်ခံနဲ့ထည့်ပြီးတော့ စိတ်ကူးခဲ့တာပေါ့နော်အဲဒီတော့ထွက်လို့ရလဲဒီလိုမြန်မာ culture တွေပါပြီးတော့ traditional ဘက်သွားတဲ့ဇာတ်ဆိုတော့သူတို့ကလည်းစိတ်ဝင်စားတယ်ပေါ့အဲ့လိုနဲ့ရိုက်ဖြစ်ခဲ့တာဟုတ်ကဲ့ဘောလောက်ကပြောလို့ပေါ့နော်ကျွန်တော်တို့ဟိုနမူနာမှာချစ်ချင်ဘုံမှာချစ်ချင်ပြောနေမလားဘိုးတို့ဒီဟာလေးကြားလိုက်တယ်အရင်တည်းကတခါတည်းထူပေါဝင်ရောက်သွားတယ်ပြောလို့ရဟုတ်ကျွန်တော်ဥဇော်ဝင်းနိုင်ကိုဆိုင်းဆရာဇာတ်ရုပ်အနေနဲ့ထည့်မယ်လို့သူ့ကိုစကမ်းလမ်းပြီးတဲ့အချိန်မှာသူနဲ့ပြောဖြစ်တယ်ပြောဖြစ်တဲ့အချိန်မှာသူက ကိုရတာရေးဒီတချင်းလေးတွေလည်းရှိတယ်ဗျာဒီလိုဇက်လမ်းမျိုးဆိုရင်ဆိုပြီးတော့သူကလည်းပြောတယ်ပြောတဲ့အချိန်မှာအခုဒါဆရာစိတ်မွတ်သားရဲ့ပြောတဲ့ချင်းဒါအာဥဇော်ဝင်းနိုင်ညွှန်းတဲ့အတွက်ပါလာတယ်ပါလာပြီးတဲ့အချိန်မှာနောက်တစ်ခုကကျွန်တော်တို့ဒီဥဇော်ဝင်းနိုင်ဆိုတဲ့နောက်တချင်းတစ်ပုဒ်နော်ဘဘဂီတလူနဲ့ဥပုပ်ကိုရဲ့တချင်းပေါ့အဲ့တချင်းတစ်ခုကတော့ဒါဥဇော်ဝင်းနိုင်ကျွန်တော်ပြတဲ့တချင်းတွေတည်း ကျွန်တော်ရွေးခဲ့တယ်ကျန်တဲ့သချင်းတွေကတော့ကျွန်တော်ငကိုရီးယားရွေးခဲ့တယ်ပေါ့ဒီကားကိုကျွန်တော်ကမြန်မာဆိုင်သချင်းတွေကိုအထူးက highlight ပေးပြီးတော့ဒီလို့ဖန်တီးမယ်ဆိုတဲ့စိတ်ကူးကိုလည်းကျွန်တော်ရှိခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ sign log ကပြီးလို့ရှိရင်မြန်မာ sign တွေနဲ့ပတ်သက်ပြီးတော့ဟိုဖန်တီးရဲ့ရုပ်ရှင်ကလည်းနဲတယ်လीနဲတယ်ဆိုတဲ့အခါကျတော့ကျွန်တော်အလှဆက်လည်းဖြစ်တဲ့အခါကျတော့အဲ့ sign ကြောရိုးလည်းရအောင်ထည့်တယ်အဲ့ခါကျတော့တချင်းဆိုဖို့ဖြစ်လာဖြစ်လာတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်ကဒေါ်သုံးနေရဘူးမမျိုးတန်တာထုံးရွေးထားတယ် ပြီးလို့ရှိရင်ဆိုင်းဆရာကြီးနေရာကိုပြောတော့တော့တိုက်စင်းတာပြီ။အဲ့ဒါကတော့ကျွန်တော်တို့ဒီပတ်ဦးရဲ့အမေဒေါ်တုံနေရာမှာကျွန်တော်ဒေါ်တုံနဲ့လိုက်ပြီးတော့တခြား item တွေကိုလိုက်စဉ်းစားတဲ့အခါမှာကျွန်တော်ဒါမှမျိုးတန်တာထွန်းကိုဒါကျွန်တော်စိတ်ကြိုက်ဖြစ်တာပေါ့လေ။အဲ့ဒီခါကျတော့ဟိုဒေါ်တုံလောက်ရမယ့် item တွေဘာတွေကိုကျွန်တော်မြင်အောင်ကြည့်လိုက်တဲ့အခါမှာမျိုးကိုဒေါ်တုံအနေနဲ့ကျွန်တော်ပုံဖော်မယ်။ဖန်တီးမယ်ဆိုရင်တော့ဒါအလိုက်ဖက်ဆုံးဖြစ်မယ်လို့ကျွန်တော်ဟိုဒါစိတ်ကူးရတယ်ပေါ့။အဲ့တော့ မမျိုးလည်းကျွန်တော်ဒီဒေါသုံးနေရာမှာတရားဆောင်ဖို့ကျွန်တော်ကမ်းလှမ်းခဲ့တယ်။အပီးရဲ့အချိန်မှာကျွန်တော်ဒီဒေါသုံးကဆိုင်းဆိုတော့လုံးလိုက်တဲ့ခါကျတော့အဲ့ဒီမှာဒေါသုံးဆိုမဲ့တချင်းနေဘလို့လို့ရင်ကောင်းမလဲဆိုတာစပြီးတော့ခေါင်းထဲမှာဖြစ်လာ။အဲ့တော့ကျွန်တော်ကတချင်းနေရတော့ရွေးပြီးသွားပြီ။ရင်ဆုံးမမျိုးနဲ့လိုက်မဲ့အဆိုတော့အတန်ကဘသူအတန်ဖြစ်နိုင်လဲလို့ရှောက်စဉ်းစားတာပေါ့ဗျာ။ထုံးစံအတိုင်းပေါ့နော်။မမျိုးလည်း ဟိုတခြင်းဆိုတတ်တယ်ကျွန်တော်မမျိုးတခြင်းဆိုတာတွေကျွန်တော် နားထောင်ဘူးလေအဲဒါပေမဲ့ဒီလိုမြန်မာတန်ဆိုင်တခြင်းတော့ဆိုခိုင်းရင်ရောသူရနိုင်မယ်မရနိုင်ဘူးဆိုတော့ကျွန်တော်အတိအကျမသိဘူးပေါ့နော်ပြီးလို့ရှိရင်မမျိုးရတကယ်ဒီတခြင်းတွေဆိုခြင်းလားပေါ့အဲ့ဒါမမျိုးချင်းဆိုမလားဒေါ်တုံရဲ့တခြင်းတွေမမျိုးကိုယ်တိုင်ဆိုရင်တော့ပိုကောင်းမယ်အားကြတော့ဒီဇလန်းကိုတီးတဲ့လူတယောက်ကသူ့ရဲ့ emotion အတိုင်းတကယ်ကိုခံစားချက်မှုအပြည့်နဲ့ဆိုရင်ပို့ပြီးတော့ပြီးပြင်မယ်ပြီးလို့ရှိရင်ရုပ်ရှင်ထဲမှာလည်းတကယ်ဆိုနေတဲ့အလားဖြစ်မယ် သူကိုယ်တိုင်ဆိုမှဖြစ်တဲ့အတွက်အဲဒီတော့နောက်ဆုံးမှမျိုးကသူဆိုမယ်ပေါ့ဒါမဲ့သူကပြောတယ်ကိုရတာရဲ့ကျွန်မဒီဇိုင်းတစ်ချင်းနဲ့လည်းမဆိုဘူးအဲဒီတော့ဒီချင်းတွေကခတ်တယ်ပေါ့ခတ်တဲ့ခါဆိုတာကျတော့သူလည်းမမျိုးလက်တော်လေးစူးစမ်းပါတယ်အဲဒီတော့မန္တလေးကအန်တီထိပ်သီးတန်းတန်းတို့ဘာလို့လဲသူလေ့ကျင့်ပြီးတော့ကိုသူလည်းအပီဟဲတာပေါ့နော်ဟာအပီဟဲတဲ့ခါကျသူမှကျဘာဖြစ်တော်လဲဆိုတော့အော်ကိုစော်ဝင်းနိုင်ကဆိုင်းမတီးကိုတက်သူလည်းဆိုလိုက်မမျိုးလက်သူကိုယ်တိုင်ဆိုလိုက်တဲ့ခါကျ ဝုတ်ကပို့ပြီးတော့ရောက်တယ်အဲ့ဒါတော့ကျွန်တော်ရိုက်ပြခြင်းဆုံးအကွက်ဘာဖြစ်လို့ဟိုဟိုဒီဒေါသုံကိုအဲ့ဒီမှာကျွန်တော်တို့ဇန်ညိုရေးတဲ့အချိန်မှာတွေကဒေါသုံကိုကားအောက်ကဆိုမလားကားပေါ်တက်မလားကျွန်တော်ကားပေါ်တက်မယ်ကားပေါ်မှာပဲဆိုအဲ့တော့ပုံမှန်တဘာဝအရဆိုတော့ကားပေါ်တက်ဖို့ကခက်တယ်လीခက်တယ်အဲ့ဒီခါကျတော့ကျွန်တော်က အဲ့ဒီဟာကို reasonable ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ဒီဥဇော်ဝင်းနိုင်ကနေပြီးတော့ဒီအပြိုးလေးဆိုလိုက်ပြီးတဲ့အချိန်နဲ့မမျိုးအဲ့ဒီသင်းဝင်ကနေမှကျွန်တော်ကဂျားထဲမှာဆိုလို့အတော်လေးကို duration အတူလေးကျွန်တော်ရအောင်ခံလိုက်တယ်။အဲ့ဒီမှာကျွန်တော်ဒီဂီတာမူကိုပုံနိုင်နဲ့လဲဒီနေရာလေးကိုတော့မမျိုးဒီဒီရှင်းလောင်းလဲတဲ့ဒီအောက်ကနေပြီးတော့ကားပေါ်ကိုရောက်သွားတဲ့ timing လိုတဲ့အတွက်အဲ့ဒီနေရာကိုတော့ ဦးဇော်ဝင်းနိုင်ဟိုကနေပြီးတော့ရှင်သာမဏေဆိုရဲအဟဲပြီးသွားတာနဲ့ဒီ intro ကိုဆွဲဆန့်ပေးပါဆိုပြီးတော့ကျွန်တော်ကဟိုညှိခဲ့တယ်ပေါ့လေအဲဒီတော့အဲဒီဦးဇော်ဝင်းနိုင်အဟဲပြီးတော့မှမျိုးဒီကထွက်ပြီးတာနဲ့ကျွန်တော်တို့တီလုံးတီးခွက်တွေကိုကျွန်တော်တို့ကဒီ sign နေပုံတွေကိုတိကျရိုက်ပြလိုက်ပြီးတာနဲ့ဆက်လဲဆိုတော့ sign wire ကနေကျွန်တော်တို့ကင်မရာကြီးဆွဲထုတ်လိုက်တဲ့အချိန်မှာမမျိုးတန်တာတို့က scar ပေါ်မှာလုံးဝတပိတ်ကြီးလွှဲပြီးတော့အပီဟဲမှုအပြင်းနဲ့ ဲ့ဒါတော့ကျွန်တော်စိတ်ကူးတယ်ပေါ့ဒရိုက်တာဆိုတာကဗျာကိုရိုက်ချင်တဲ့ရုပ်ရှင်ကိုမြင်ချင်တဲ့အရုပ်တွေကကျွန်တော်တို့ကစိတ်ကူးထဲမှာချိန်ဖန်များစွာရှိပြီးသားကိုဖြစ်ချင်တဲ့ကိုမြင်ချင်တဲ့အရုပ်တိုင်းဖြစ်ဖို့ကျွန်တော်တို့ကစူးစမ်းတာအဲ့တော့အဲ့လိုဘလို့ပါပြောကျွန်တော်အဲ့ဖြတ်ပြီးတော့မေးတဲ့တော့မဟုတ်တော့ဘလို့ဟိုကျွန်တော်တို့ကြည့်ရတဲ့အခါကျတော့ရှင်တဲ့ဟိုဘောကမလို့ကြီးရမလို့တနေ့နေ့နဲ့ခံစားရတယ်အဲ့မှာလဲကျွန်တော်တို့ဒီပထမဇန်ညိုးပေါ့ဇန်ညိုးအဆင့်မှာတော့အဲ့နေရာကိုကျွန်တော်တချင်းမထည့်တာ မျိုးစိတ်ကြီးပဲဆိုင်းရဲ့တီးလုံးပေါ့နော်ဆိုင်းရဲ့အဲ့နေရာမှာဆိုင်းစိတ်ဝင်နိုင်ဆိုင်းကားကြီးဝင်လာတာနဲ့ဒီဘက်ကနေအလှူနဲ့ပတ်သက်တဲ့ဒီဆိုင်းရဲ့တီးလုံးခုနဲ့ဆိုပြီးတော့ကျွန်တော်တို့ကဇန်ညရေးခဲ့ကြတယ်အဲ့ချိန်မှာဒေါ်တုံတို့ကလည်းသူတို့စီလာတဲ့ဆိုဒီစိတ်ဝင်နိုင်ရဲ့ဆိုင်းကားကြီးကိုမြင်တဲ့ချိန်မှာဒီဝမ်းသာသွားတာချီနူးသွားတဲ့ဒီအပျော်လေးကြောင့်အဲ့တော့ကျွန်တော်ရိုက်ပါနီအွန်စီမော်မှာဒါသမင်းစားပြီးရင်အဲ့စင်းကိုရိုက်တော့မှာတမနဲ့လုံးက ကျွန်တော်ရိုက်ဆရာရှိရရိုက်နေနေမှာကျွန်တော်ကြည့်ရအယုတ်တွေကိုမြင်အောင်ကြည့်တယ်ဗျာဒီက music တွေကိုကျွန်တော်ကြားအောင်ကြည့်တဲ့အခါကျတော့ဒီလုံးကြီးပဲကမရောက်နိုင်မထီအောင်အဲ့တော့ကျွန်တော်အဲ့ချက်ချင်းပဲအဲ့ဒီကိုပိုနိုင်ကလည်းဒီကျွန်တော်တို့ရိုက်ကွင်းမှာတောက်လျှောက်သူ sign နဲ့ဆိုတော့တောက်လျှောက်လိုက်တော့လိုက်တဲ့အခါကျတော့ကိုပိုနိုင်ရဲ့ဥစ္စာဝင်နေခေါ်ကျွန်တော်ဒီနေရာမှာတပိုက်လေးတော့ကျွန်တော်သချင်းလိုချင်တယ်ကျွန်တော်ရေးပေးပါဆိုလက်တန်း အဲ့ရိုက်ခွေးပေါ်မှာလက်တန်းရေးရရေးပြီးတော့ဥဇော်ဝင်းနိုင်တယ်ဒီလိုအကြမ်းတိုက်ပြီးတော့မှကျွန်တော်တို့ဒီတခါတည်းအဲ့မှာရင်အကြမ်းသွင်းလိုက်တာပေါ့ဗျာသွင်းပြီးတော့မှရိုက်တာအဲ့ဒီတခြင်းကဒါရိုက်ခွေးပေါ်မှာရေးတဲ့စိန်ဝင်းနိုင်စိန်ဝင်းနိုင်ဆိုတဲ့တခြင်းအဲ့ဒါရိုက်ခွေးပေါ်မှာရေးလိုက်တာအဲ့ဒီဟာလေးကအခုကြတော့ဒီအဆိုလေးနဲ့ပေါ့ဗျာဟိုဘက်မှာတော့အပူတွေနဲ့ဆွေးပြီးတော့တောကရောက်နေကြတဲ့အချိန်မှာဒီဘက်မှာကြည်နူးစရာ ဒေါသမောဟတွေကင်းဝေးဖို့ဆိုရဲဒီစာသားလေးတွေနဲ့သူရဲ့ဒီအလှူအတွက်နှိုးဆော်တဲ့အထိပ္ပယ်အသက်ရောက်တဲ့စာသားလေးတွေနဲ့ music dance ကြတော့ပို့ပြီးတော့ထိသွားတာအဲ့တော့စာသားလေးတွေလည်းအလိုမျိုးအလားတန်တူတာလေးတွေကျွန်တော်တို့ကစဉ်းစားပြီးတော့ဝိုင်းပြီးတော့စားပြီးတော့ရေးထည့်ပြီးတော့လုပ်လိုက်တယ်အဲ့ဒီကတော့ထူးခြားချက်ပဲဘာဖြစ်လဲဆိုတော့တချင်းနေအကုန်လုံးကျွန်တော်စနစ်တကျအကုန်စီတင်ထားပဲအစည်းအဝေးမှာတော့ပဲစာဝင်ခန်းမှာတော့ပဲတချင်းဘာသူဆိုမဲ့ကျွန်တော်အကုန်လုံးတွက်ချက်ထား ဒါပေမဲ့ရန်ရင်တန်းလန်းနေအဲ့နေရာမှာတော့ကျွန်တော်သချင်းထည့်ခြင်းနဲ့ဗျာမရတော့ဘူးသချင်းဆိုဟာဘာသချင်းထည့်မလဲဆိုလိုက်ဖက်တဲ့သချင်းကတော့ရေးမှပဲရမယ်ဆိုပြီးတော့အဲ့ဒါလောကရွာစားနဲ့ဥစ္စာဝင်နိုင်တယ်တခါတည်းတီလုံးတိုက်ပြီးတော့ချင်းချင်းတီးပြီးတော့ရိုက်ပလိုက်တယ်ဒါပေမဲ့ဒီဒီမှာဆိုတော့ဟိုကအမျက်ဆန်ကတွတ်မနာချီကနေထွက်ပြီးတော့ကျင်းသွားပြီတာဒီလူဘယ်သူမှမသွားဘူးမသွားတဲ့ဆိုကျင်းသွားပြီတာအဲ့ဒီမှာကျွန်တော်တို့ ဒီအတုပါလည်းချပြီးတော့အရှူရှူဝင်လာတဲ့ဟာတွေခေါလို့ကဟိုကလည်းကောက်ဒီကလည်းကောက်အဲ့ဒီလူတွေဝင်လာတယ်ကွာအဲ့ဒီမှာခံစားချက်ကလည်းတော့ဟုတ်တယ်ဟောဒါကကိုလို့တကယ်နဲ့ပြလို့ရပါမယ်ဒီလိုခွဲပြတဲ့ရေချက်ဆိုပြောပြအောင်အဲ trader လောဘပေါ့ဗျာနော်တံပိုးတဆင့်ချင်းတရစ်ချင်းဆွတ်တင်တာပေါ့နော်ကြည်ရပြိတ္တကိုကြည်နမှုကိုတဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်ပို့ပြီးတော့ပြီးလို့ရှိရင်ဒီဘက်ကကြာတော့ဒီတရုတ်ဆောင်ရတဲ့ခင်ဝဲဝါတို့မမျိုးတို့ ်ဖြုံးဝေဆိုးတို့တခြားဒီရုပ်ဆောင်တွေတံပိုးတွေကလည်းစင်ချင်းကျွန်တော်ကလိုချင်တာဟုတ်တို့တယောက်ကိုမြင်လိုက်တယ်နည်းနည်းပြောသွားနောက်တစ်ယောက်ပြောပေါ်လာတယ်ပူပြောတယ်ပျော်ပျော်သူအပျော်ကြီးအဆိုးကြီးဆိုတင်ကျင်တဲ့အတွက်အဲကြောင့်ကျွန်တော်အဲ့လိုခွဲပြပြလိုက်တော့တယ်တကယ်ပြင်းပြင်းလာပဲဘာလို့လဲဖြုံးဝေဆိုးอ่ะကျွန်တော်ဘယ်ရထားလဲညနာသူဖြစ်နေတယ်ဟာဟောရန်ကောင်းပါအိမ်ချမ်းမှာဟိုကျွန်တော်ကကြတော့ခုနလိုပေါ့ကိုရုပ်ရှင်ထဲမှာဖြစ်နေကြသရုပ်ဆောင်တွေကတော့အမြင့်ဆုံးတန်ဖိုးဖြစ်နေတယ် ကြည့်ရတဲ့ပရိသတ်ကကြတော့သူတို့ရဲ့တံပိုးနဲ့ life ဖက်ညီတဲ့ခံစားချက်ကိုမရှိဘူးဆိုရင်ဒါမှဖြစ်နိုင်ဘူး။အဲ့တော့ခံစားချက်ကကြည့်တဲ့ပရိသတ်ကလည်းလုံးဝရင်ထဲမှာပုံနဲ့ခြင်းနဲ့တံပိုးတက်လာတဲ့အချိန်ဒီကဇက်ကောင်နေနဲ့ဒီကြည့်တဲ့ပရိသတ်နဲ့တသားတည်းဖြစ်လာတဲ့တံပိုးတစ်ခုမှာဒါဟိုတိုးဆောင်နေလဲချီချူပါတော်တော်လေးတော်ဟိုဆိုတော့ပင်လဲရမ်းပင်မှန်းတယ်ပုတ်ပါဆိုပူလဲပူတယ်ကျွန်တော်ကလည်းတော်လဲအခောက်ခါရိုက်ခဲ့တယ်လူတွေကလည်းရအောင် လိုချင်တာမရမချင်းရတော့ဒါရိုက်တာတော့ကျွန်တော်ဝပီပေါ့လေအဲ့တော့နေပူကြီးထဲမှာကြိမ်ဖန်များစွာပဲအကြိမ်ကြိမ်ခါခါအဲ့တော့သူတို့လည်းတကယ်ကိုစူးစမ်းပန်းသာတုံ့ဆောင်ကြကိုဖြုတ်လိုက်တော်တော်လေးကောင်းပါပါဝင်တဲ့တယောက်ချင်းစီတိုင်းတော့တော်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 အားရတယ်ပေါ့နော်ကိုစိတ်ကူးတွေကဇက်ကောင်တွေအတိုင်းတကယ်ဖြစ်ခဲ့ကြတယ်ပေါ့ဒါပေမဲ့တချင်းကကျွန်တော်တို့စဉ်းစားလာတာပျော်စရာလို့ပဲစဉ်းစားလာတာဒီမှာကျတော့တချင်းနဲ့ကိုဗစ်တွေပဲလေခုတ်ပြတာတွေ ဟာဒါတွေကကျွန်တော်တို့ဒါရိုက်တာငွေတွေကတွက်ချက်ခဲ့တာဗောလေဒါဟိုဇညုံးမှလည်းဒါပြည်စုံတာဒါကိုလိုမင်းရေးတဲ့ဇညုံးလည်းတော်လေးပြည်စုံတယ်အဲ့မှာမှကျွန်တော်ဒီစပီကာကနေပြီးတော့အတန်လေးကိုဒီကောင်ကြားနေတယ်ဆိုတော့ဟာဟိုတက်ရအောင်ဟာကျွန်တော်ဒါကျွန်တော်စိတ်ကူးခဲ့တာဗောဒါမှဒီဘက်ကနေပြီးလို့ရှိရင်ဒီဟိုဘက်ကသူမဖြစ်စေချင်တဲ့အရာတွေတဖြည်းဖြည်းအောင်မြင်လာတာကသူ့အတွက်ငရဲလို့ပဲသူခံစားနေရသူ့အတွက်ပူလောင်မှုကြီးဖြစ်နေတာဟုတ် အဲ့ဒါကိုကျွန်တော်ကလုံးဝဓာတ်ရက်တက်ရောက်စီခြင်းနဲ့အတွက်တခါတည်းကြားရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြတာ။အောင်မြတ်ဆံမီကကြတော့လေအာဒီနေဦးတို့ဘလို့လိုချင်တဲ့အာဘလို့လေးခြူခဲ့တာလေဘာလို့လဲဆိုတော့အာသူကတကယ်ခြေောက်တစ်ဖက်မတန်တဲ့အာပေါ့လား။နည်းနည်းတော့ခက်မယ်လို့ထင်တယ်။နောက်ပြီးတော့အများကြီးကူတော်ပြီးတော့ဒေါသမောဟနဲ့နေရတဲ့လူတယောက်တောက်ကိုရမ်းချစ်တဲ့လူတယောက် ခက်တယ်ပေါ့ခက်တယ်ဆိုတော့ဒီမှာပထမကျွန်တော်တို့ရေးတဲ့ဇာတ်လမ်းထဲမှာအဲ့ခြေတော်တစ်ဖက်ဒီဒုံဝိဒဖြစ်ပြီးတော့စာသွားတာမပေါ့ဒါမဲ့လို့ကျွန်တော်ကကြည်ရင်လည်းကျွန်တော်အောင်မြတ်ဆန်အောင်အဲ့ချက်ဆိုးစေခြင်းနဲ့ဗျာသူသူ့ရဲ့စိတ်ကလည်းတကယ်ဆိုးတယ်သိရမလားအဲ့တော့သူ့ရဲ့အခြေစရိုက်ကလည်းဆိုးတယ်လို့သူ့ကိုကြည်လိုက်ရင်လည်းဘလို့မှကိုတာယနာပြောပွဲမရှိတဲ့ဒီပုံစံပေါ့ချင်တာပေါ့နော်ဆိုလိုတာကဟိုသူ့ကိုအဲ့ idea ပေးဖို့ကျွန်တော် သူ့ကျွန်တော်ဆွံ့နေမူရင်းထဲမှာသူ့ကိုပေးတဲ့အထိအောင်မြတ်ဆန်ချီတစ်ပတ်ဒီဒုက္ခိတဖြစ်သွားတာမပါဘူးဒါပေမဲ့ဒါကိုပေးခြင်းလေအဲ့ဒါဆိုလို့ရှိရင်မင်းလည်းလောက်ရတာပို့ပြီးတော့ဟိုကောင်းမယ်ပေါ့နော်အိုက်တာတယောက်အနေနဲ့ဒီဇက်ကောင်မှာပေးထားတဲ့ခရိုက်တာမှာဟိုအเจ้าရည်စုံလာတဲ့ခါသူ့တွေဒါပေမဲ့ခတ်တယ်အဲ့တော့မင်း လေ့လာတော့သူကလည်းပြောတယ်ကြားထဲမှာအဘိုးလည်းကျွန်တော်တော်တော်များများလေ့လာတယ်တရက်တရက်ကျွန်တော်အဲ့ဒါတွေပဲကြည့်လို့လားမသိအဲ့လိုတွေပဲတွေးနေတယ်ဆိုတော့သူကလည်းကျွန်တော်ပြောတယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကသူ့ကိုလည်းအောင်မြင်စံခရိုက်တာအရန်ကြမ်းနေဒီလေးမလောက်ရဲလားလုံးနိုင်လားအာသူ့ရဲ့တတိနဲ့သူ့ရဲ့စိတ်ဓာတ်ကိုလည်းတကယ်ချီးကျူးပါကျွန်တော်အဲ့ဒါမျိုးကြိုက်တာပေါ့မဖြစ်ဘူးတော့လို့အကူကဖြစ်မပေးခြင်းကြိုက်ရတယ်ကျွန်တော်အဲ့ဒါမျိုးပဲရိုက်ချက် ဆိုအပြီးတော့မှသူလူဟိုသူ့ဘော signature item ဘောအောင်မြတ်ဆန်ရဲ့ဒီ character ရဲ့ signature item တွေဟိုထည့်ဖို့ကိုသူနဲ့တိုင်မယ်နဲ့အဲ့မှာမင်းဘလို့လုတ်ချင်လဲဘာလေးတွေဘလို့လုတ်မလဲဆိုတော့အသေးစိတ်လေးတွေကိုသူနဲ့ဆွေးနွေးပြီးတော့မှသူလုတ်ချင်တဲ့ item လေးတွေကိုလည်းကျွန်တော်စံညွှန်းမှလည်းတခါတည်းထည့်ရတာဆိုတော့သူလုတ်ချင်တဲ့ item ဒီကျွန်တော်တို့ဇက်ကွက်နဲ့မလိုက်ဖက်တဲ့နေရာမှာထက်သုံးပြီးရင်အဆင်မပြေတာမျိုးဖြစ်မယ် အဲ့တော့သူလှုပ်ရှင်တဲ့ identity သူ့ရဲ့ character ပို့ပြီးတော့ support ဖြစ်မဲ့နေရာမှာကျွန်တော်တို့ကစံညွှန်းနဲ့တိတိကျကျညွှန်းလိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းမယ်ဆိုတာမျိုးတွေတွက်ချက်ပြီးတော့သူ့ကိုအသေးစိတ်ကစတိုင်ပင်ပြီးတော့လှုပ်ခဲ့တော့ဟုတ်အဲ့ဒါကျွန်တော်က tension တဲ့လို့ပြောလို့ရတာပေါ့နော်ဟောမမာလေးရဲ့ဟိုအရန်ထိစီတဲ့စံညွှန်းအာအရန်ပြောဆောင်တယ်ရန်ကောင်းကြတယ်အာဒီမှာတိုက်စားတဲ့လောဘကြီးပြီးတော့ရိုက်ကားတယ်အဲ့ဒီမှာလည်းရန်ကောင်းတယ်ဆက်တယ်ပေါ့ဒီသက်တွေကဒီလိုကောင်းလို့ကြည့်ကြည့် ိုတပါတွေနဲ့ဒီလိုတွေ့ရတာဟုတ်တာလဲဆိုကိုအော်လာနေတယ်လို့ခံစားတိုင်းတိပီတီပေါ့ဗျာရှင်းတတ်တာပေါ့နော်ဟိုကျွန်တော်တို့ဖန်တီးတဲ့သူဆိုတာကိုဖန်တီးတဲ့နုပညာကိုဟိုပြိဋ္ဌတ်တွေကကြိုက်တယ်ရှင်းတတ်တယ်ဆိုတာနဲ့ရင်ကျွန်တော်တို့ကတော်တော်ပီတီဖြစ်ရတယ်ပျော်ရတယ်ပေါ့နော်အဲ့မှာမှဒီထက်ပိုတဲ့ဒီလိုဇာတ်ကားမျိုးမကြည့်ရတာကြာပြီးတော့ဒါမျိုးကိုမြင်ချင်တာဆိုတော့အတန်လေးတွေကြာတာကကျွန်တော်တို့မောကတဲ့မြပြင်ပန်းကတဲ့မြအပန်းပြေတာပေါ့လေ ပြီးတော့နောက်လုံးလုံးတွေလုံးဖို့လဲခွန်အားရတယ်ပေါ့တိုက်တာကတော့ကိုယ်ဇက်ကားထဲမှာပါတဲ့ရုပ်ဆောင်တိုင်းကိုဇက်ကောင်တိုင်းဖြစ်အောင်ဖန်တီးရမှာတော့တိုက်တာရဲ့တာဝန်ပဲအဲ့တော့ကျွန်တော်ကတော့ဒီပြောသက်မှာလဲဒီတရုပ်ဆောင်တိုင်းကိုသူ့ရဲ့ character အတိုင်းလောက်ွက်ကို အပြည့်ပေးခဲ့တယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ item မရောမချင်းလဲဆွဲတင်ခဲ့တယ်ဒီမှာဒီ